အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါတယ် Champions League တွေအားလုံးမင်္ဂလာပါ Barcelona အသင်းရဲ့ reality check ပေါ့လေကျွန်တော် Paris Saint Germain ပေါ့လေဒါဒီဘယ်လိုပြောမလဲ Luis Enrique ရဲ့ PSG အသင်းကတကယ် next level ပြဒီနေ့ကစားသွားတဲ့ပွဲပေါ့လေ Barcelona နဲ့ကစားတဲ့ PSG ပွဲဆိုကြည့်လိုက်ရင် PSG မှာ Dembele လည်းမပါဘူး Varaskelia လည်းမပါဘူး Marquinhos လည်းမပါဘူး Doué လည်းမပါဘူး သူတို့ရဲ့ quality player တွေအများကြီးမပါဘဲနဲ့ Barcelona ကိုအဝေးကွင်းမှာနိုင်သွားတယ်နောက်တစ်ခုကတော့အဓိကကတော့ကျွန်တော်ပြောလို့ Hansi Flick ရဲ့ high line ပဲဒီ high line ကဒီနေ့ပွဲ cost ဖြစ်တာအခုဒီတို့ defensive error ပြအခုသူပထမလုံးပေးလိုက်ရတဲ့ခြေပါကိုပေးလိုက်ရတဲ့အလုံးဆိုရင်ဒါ Mayulu Mayulu ဆိုတဲ့တွင်းသွားတဲ့အလုံးဆိုခူပါစီညံ့လာသူ slide ထက်ကပြစ်လိုက်တဲ့အချိန်မှာချော်သွားတယ်အသေးဝင်လိုက်တဲ့အချိန်မှာဟိုကတစ်ချက်ပြန် fade ပြီးတော့ကန်သွားတာ ဒါဒီနေ့ဆိုရင်များယမားပို့လိုက်တဲ့အလုံးနဲ့နဲတာမှမဟုတ်တာဘာဆိုနာပထမကိုသွင်းသွားတဲ့အလုံးနဲ့တော်တော်လေးကောင်းတယ်ဒါပေမဲ့ယမားကတော်တော်ကိုဒိန်ဂျာပေးနိုင်ပြီဆိုတော်တော်လေး pressure ပေးနိုင်တယ်ဒါဘာဆိုနာကဒီနေ့သူတို့တိုက်ဆက်မှာအခုဒါဘယ်လိုပြောမလဲဆိုတော့ယမားရဲ့အိုမိုရဲ့ Marcus Rashford ရဲ့ Fran Torres ကထားပြီးတော့ ქვენ လေကဒီယောင်းရဲ့ Patri ရဲ့ခန်းစစ်က Eric Garcia ကိုကျွန်တော် Kubasi နဲ့တွေးတယ်ဒါဒီ Jerome Martin နဲ့တစ်ဖက်က ဒီခွန်ဒေတာတွေဟိုဘက်ကတော့ဘာကူလာရဲ့ဒါဆန်နီမယူလူနဲ့ပြီးတော့မှဒီလူငယ်ကစားမလေးပဲအီဘရာဟင်ဆိုတဲ့ချာတီလီထားပြီးတော့ကွင်းတွေကဖာဗီယန်ရဲ့ဒါဇိုင်ရာအမရီရဲ့ဗတင်ညာရဲ့ကစားတာပေါ့လေဂိမ်းကဘယ်လိုပြောမလဲဆိုတော့အခုမာကင်းညိုမပါတော့စပါးကြီးနဲ့ပါချိုနဲ့တွေ့တယ်ဂိမ်းကဘာဆိုနာကပထမအစောပိုင်းမိနစ်ဒီဂိမ်းကနှစ်ပိုင်းပြပထမပိုင်းမိနစ်တွေမှာ ဘာဆိုနာကတောက်လျှောက်ဖြစ်တယ်ပရက်ရှာပေးတယ်ပွဲကသူတို့ထိန်းချုပ်ထားတယ်သူတို့တော်တော်လေးလုပ်ပြနိုင်တယ်ဒါပေမဲ့အဓိကဘာလဲဆိုဒီနေ့သင်ကြမှာကွာဟသွားတဲ့အချက်ကဘာဆိုနာ high line ပဲအဲ့ high line ကိုကျွန်တော်အမြဲပြောတယ်ဘာဆိုနာဟာအသင်းငယ်နဲ့ကံကအသင်းကြီးနဲ့ကံကအဲ့ high line ပြဿနာတက်နေတာပဲသူကဘာလို့ဆိုအဲ့ high line ကိုအမြဲနဲ့ထားတဲ့အတွက်ကြောင့်အဲ့ high line ကပဲသူတို့အမြဲနဲ့ဒုက္ခပေးတယ်ဒါအခုနောက်ဆုံးမိနစ်မှာဆိုတကယ်တော့ line ကအရမ်းမြင့်လောနေမြင့်တဲ့အချိန်မှာလွတ်ထွက်သွားတဲ့လုံကဟာကီမီလွတ်ထွက်လာတဲ့လုံကအရှင်းပဲဟိုဘက်မှာ ဒီလူစားဝင်လာတဲ့ Ramos နီးပြရတယ် Ramos ကိုလုံးဝမကြိုက်ဘူး Center forward စစ်စစ်ဖြစ်ပေမဲ့နီးပြလုံးဝမကြိုက်ဘူး Luis Enrique ကအခုဒါ Barcelona ကဆော့ဆော့စီးစီးပဲဒါ Ferran Torres တွင်းနဲ့အလုံးစို Rashford ဖန်ပြီးတကယ်တော့အဲ့ Barcelona ရဲ့အဲ့1 2တွေတော်တော်လေးကောင်းတယ်အဲ့မှာ Marcus Rashford ပေးတဲ့လုံးမှာ Ferran တွင်းသွားတဲ့လုံးကတော်တော်ကောင်းတယ်ဗျအဓိက1 2ရိုက်ပြီးတော့တော်တော်ကောင်းနေရှိမှလှုပ်လို့တော့မရဘူးပြေးလိုက်ရတယ်အစောပိုင်းမှာယမားကိုဒါနူနိုမန်ဒက်စ်မထိနိုင်ဘူးဒါပေမဲ့ဟိုဘက်ကသွင်းသွားတဲ့အလုံးမှာလည်းခြေပါကိုပြန်ရသွားတဲ့ 38မှာတွင်းသွားတဲ့အလုံးဆိုလေအဲ့မှာ mandatory ထားကောင်းတာဟိုးနောက်ကနေသူ sweat ထွက်သွားတယ်ပြီးတော့မှအထဲဝင်သွားပြီးတော့မှအရှိ့ကိုအตาလေးချပြီးအချိန်မှာဒါ Sunny Mayulu ကတော်တော်လေးကောင်းတယ်ဘက်ခနဲ့တစ်ချက်ပြန်ဖိတ်နေတဲ့အချိန်မှာကုပါစီလဲကြပြီးဂျန်ခဲ့တယ်အဲ့မှာ ောင်ထဲကို white chest chest လုံးဝမတက်နိုင်ဘူးကိုပေးရအဲ့မှာ11ဖြစ်သွား game ကအဲ့မှာ open ဖြစ်တယ်ဒုတိယပိုင်းမှာတော့ over all ball ကဗတင်းညာပါညာပဲဘာလို့ဆိုတော့ဗတင်းညာတို့ကွင်းလေကတော်တော်ကောင်းတာဗျာသူတို့ကွင်းလေကဒါဒီဗတင်းညာတို့ကွင်းလေတော်တော်လေးကောင်းပြီးတော့အဲ့မှာဒီဟိုဘက်ကလည်းဘာဖြစ်လဲဆိုတော့ PSG ကလည်း Lucas Hernandez ကိုပါဝင်ပြီးနည်းနည်းပြန်ထိန်းတာပေါ့လေပြန်ထိန်းနေနောက်ခွန်ဆက်နှစ်မှာ Fabian Ruiz တာမှာ Gonzalo Ramos ဝင်လာတယ် Barcelona အဲ့မှာ Beldi က82 Marc Casado က82နဲ့ Lewandowski ဒီညမှာကျွန်တော်ပြောချင်တာဗျဘလို့ပြောမလဲဆိုတော့ Danny Omo တို့ပါတော့ဒီလောက်ပိုင်တဲ့အလုံးတွေကိုကိုးသွေးမသေးချင်ရှုံးတာမတက်နိုင်ရှင်းရှင်းလေးပဲဒီတက်ဗျ area တွေမှာချပေးတဲ့အလုံးကိုအပိုင်ကန်ရတာအဲ့မှာ rebound ဖြစ်တဲ့အလုံးတွေမှာအဲ့လိုအလုံးတွေကိုသူတို့ကိုးသွေးမသေးချဘူးဗျာ ်ခါလီကြရဲ့လို chance ကြီးအများကြီးရတာမဟုတ်အဲ့လိုရှာရှာပပ chance ကြီးကိုသူတို့အတုံးချနိုင်မယ်အစမှာအတုံးမချနိုင်နောက်ဆုံးဘာဖြစ်လဲအဆုံးသက်မှာသူ struggle ဖြစ်တယ်ပြီးလည်းပြီးတော့ဒုံးဆိုလည်းပြီးတော့နောက်ကြကိုပေးလိုက်ရတယ် injury တိုင်းမှာဟိုဘက်ကကိုးသွင်းသွားတယ်လုံးဝမတက်နိုင်မဲနဲ့ဘာဆိုနာပေးလိုက်ရပြီးတော့ဒါဒါ highline ကစားတဲ့အဲ့ highline ကနေသူတို့နောက်ကြကိုထပ်ပေးလိုက်ရတယ်အဲ့ highline ကလည်းကျွန်တော်ပြောလို့ပေါ့လေ line ကအရန်မြင့်တာ哦မြင့်တဲ့အချိန်မှာဘာမှမလုပ်နိုင်ဘူး line ကအရန်မြင့်မြင့်တဲ့အခါမှာ တီးပြီးလဲပြီးတော့လွတ်ထွက်သွားခဲ့တဲ့ကျွန်တော်သိတယ်အဲ့မှာဟာညာဘက်ချမ်းဟာကီမီလွတ်သွားဟိုးဘက်ကဂွန်ဆာလိုရမ်ဘော့စ်ကပြေးတာပြေးတာချပေးတဲ့အလုံးရောကန်တာလဲအကော်လေးကောင်းတယ်အဲ့မှာလုံးဝမတက်နိုင်ပဲနဲ့အဆုံးသတ်မှာဘာဖြစ်သွားလဲအဲ့ highline ကနေပဲဘာဆိုနာကိုးပေးလိုက်ရပြီးတော့အဆုံးသတ်မှာ Paris Saint Germain ထိုက်တန်တယ်နိုင်သွားကျွန်တော်ထင်တော့သူတို့ထိုက်တန်တယ်ဘာမှလုံးလို့မရဘူးဒါကျွန်တော်အမြင်ပေါ့လေအဲ့သူတို့ရဲ့ပြဿနာအားဒါပဲဘာကြောင့်လဲဆိုတော့ သူတို့အဲ့ highline ကစားနေတဲ့အချိန်တိုင်းဟာသူတို့ကိုအမြဲတမ်း pressure ပေးတယ်သူတို့ pressure ဖြစ်တယ်အဲ့ highline ကပဲသူတို့ဒုက္ခပေးသွားတကယ်ဆိုရင်များ game ကဒုတိယပိုင်းကတော့ကောင်းတယ်ဗျာ vatinya တို့ဥဆောင်နေကိုင်းတယ်ဒုတိယပိုင်းမှာ battery တို့ပေါလှုပ်လို့တော့မရဘူးအဲဒီအောင်တို့ battery တို့လှုပ်လို့တော့မရဘူး barcelona ရဲ့ဒါအခုအဓိကပြဿနာကျွန်တော်အမြဲပြောသူပေါ့လေအဲ့ highline ဒီ highline ကိုသူတို့အမြဲတမ်းမဖြေရှင်းနိုင်တဲ့ကာလောက်အဲ့ highline ရကျွန်တော်ပြောလို့ပေါ့လေချို့အရန် pc ကောင်းတဲ့အသင်းတွေနဲ့တွေ့သူတို့တိုင်ပတ်တာပဲ အဲ့ဒါကအဓိကဆိုရယ်ပေးစင်ကောင်းတဲ့အသင်းတွေဥမာအရင်ဒါတော့မှတော့ကျွန်တော်တို့ဒမ်ဘေးလီမပါဘူးဒူရီမပါဘူးဗိုင်းရပ်စ်ကဲလီကမပါဘူးဒီလိုကစားမားတွေမပါတဲ့အတွက်ကြောင့်မှာဒါအောင်ဒီလိုဖြစ်တာကျွန်တော်ထင်တော့ဘာဆိုနာလဲဒီရာဒီမှာဒီ PSG နဲ့ပွဲကိုကြည့်ပြီးတော့မှသူတို့ရဲ့ reality ကိုကြည့်ပြီးတော့မှ Champion League ရဖို့ခက်တယ်ဗျကျွန်တော်မထင်ဘူးဘာလို့ဆိုတော့ Inigo Martinez မရှိတဲ့အချိန်မှာသူတို့ Highland ကတော်တော်လေးတိုင်ပတ်တယ် offset တွေခဏခဏဖြစ်တယ်ဆိုတော့ Eric Garcia ကျွန်တော်ဒီနေ့ Aruho သုံးမယ်ထင်တာ Aruho မသုံးဒီနေ့ Eric Garcia သုံးတော့ပါလို့ဆိုတော့ နောက်ကလိုက်ကစားမိမယ်လူမစုံမိမယ်လူစင်နေကြီးရဲ့ဒါ PSG က Hansi Flick ရဲ့ဘာဆိုနာကိုဒါမွန်ဂျူရီမှာအနိုင်ရရှိသွားတာဖြစ်ပါလေအားလုံးကျေးဇူးပါတယ်